နေကစားကျွေးတဲ့နေ့မှာမငယ်လင်ရအကြီးကျယ်လှုပ်သွားတော့ကျွေးတာကလည်းပင်လယ်အောက်ကိုကျွေးရလေနော်ဆိုတော့သူချာချာလေးတော့ဖြစ်တော့ကိုယ့်ဘကူလည်းပြုံးမိတယ်ပေါ့နော်ဘာလို့လှုပ်ကူမှဟိုထရူဆဆန်းနေတော့ဖြစ်နေပါလားဆိုပြီးတော့ကိုယ့်ကိုအဲ့လောက်လေးပဲတွေးမိပါရှင်အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ချဲမပေါက်နဲ့ခေါ်တီးခံရမယ့်အင်မီဆန်ရဲ့ဗီဒီယိုလေးကိုတင်ပေးသွားပါမယ်ဒီဗီဒီယိုကိုကျွန်တော် channel မှာဘာလို့တင်ပေးရတယ်လဲဆိုရင်အခုလိုမျိုးအများပြည်သူတွေကတ်ဆိုးကြီးကြားရောက်နေတဲ့အချိန်မှာ သူ့ရဲ့ဟော်ဂိတ်မှန်လို့ဆိုပြီးတော့ဝမ်ဒါပီတီဖြစ်နေသူရှိခဲ့ပါလားဆိုတာကိုနောက်တစ်ချိန်မှမှတ်မိနေအောင်လို့တင်ပြခြင်းဖြစ်ပါတယ်အဓိကလေငယ်လေးလှုပ်တာတွေကြောင်ညာထားတာပါလေမသိမကြည့်ဖြစ်ဘူးအမှန်တော့လုံးဝမသိဘူးကိုကြောင်ပဲကိုကြည်နေတယ်ဘာလို့ရမလဲ brand ညီဆွဲတယ်ပေါ့နော်အဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာဖြစ်ချင်တော့ဒီနေ့မှာကအနေကစားတော့ကြွေးဖြစ်တယ်ပေါ့နော်တော့ကြွေးတဲ့အချိန်မှာထူးထူးခြားခြားဟိုကိုကတော့စကားတခွန်းတော့ပြောတယ်ပေါ့အော်အောက်က ဟိုဖယားဟောထားတဲ့တရားတိုင်းပေါ့နော်ယူဇနာဘောက်ဘလောက်မှာငကားပြည်ရှိရပေါ့ငကားမင်းကြီးပါမနေတာအောင်တိပါစေကြားပါစေ မြင်ပါစေပေါ့နော် ဟိုအဲ့လိုအရန်တိုက်ဆိုင်တာဖြစ်မှာပါအခုနောက်ပိုင်းဟိုအကုန်လုံးနဲ့ဖဲဖြစ်အောင်ကိုကနေရတယ်နော်အဲ့ဆိုတော့တိုက်ဆိုင်မှုကြီးဖြစ်မယ်လို့ထင်တယ်ငကစားကြွေးတဲ့နေ့မှာမငလင်ရဲ့အကြီးကျယ်လှုပ်သွားတော့ကြွေးတာကလည်းပင်လယ်အောက်ကိုကြွေးရလေနော်ဆိုတော့ထူးထူးခြားခြားလေးတော့ဖြစ်တော့ကိုယ့်ဘကူလည်းပြုံးမိတယ်ပေါ့နော်ဘာလို့လို့ကိုမှဟိုထူးထူးဆန်းဆန်းနေတော့ဖြစ်နေပါလားဆိုပြီးတော့ကိုယ့်ကိုအဲ့လောက်လေးပဲတွေးမိပါတယ်ရှင်ဒီလောက်ထိအောင်တိုက်ပြီးဒုက္ခရောက်နေတာတောင်မှသူလို့လို့ဖြစ်တာပါဆိုပြီးပြုံးမိတယ်တဲ့အဲ့ဒါကိုဂုံယူနေသေးတာဗျာ တော်တော်ကိုကြောက်စရာကောင်းတဲ့စိတ်တက်ကြီးဗျာအဲအခုပေါ့နော်အမီဘာမှမပြောခင်မှာခုတနိုင်ငံလုံးဖြစ်သွားတာလေးတွေ့တော့ပေါ့နော်စိတ်မကောင်းတော့အရန်ဖြစ်မိပါတယ်အဲအမီ post မှာတင်နာတာလဲ share က9000ကျော်တွေပါဖြစ်သွားတယ်ပေါ့နော်ဒါကလည်းအမီကဒီတိုင်းပဲဒီတဲ့င်းကိုမကြည့်သေးဘူးအခုပြစ်စုံပန်တက်တက်ကိုပြောတာပေါ့နော်တဲ့င်းကိုမကြည့်သေးပဲနဲ့ဒီတိုင်းတင်လိုက်တာ ဒီနေ့လည်းတကယ်ဒေါသအရန်ထွက်ခဲ့တယ်ထွက်တော့မှဟဲ့ငါဒေါသထွက်တိုင်းငလျင်းရနှုတ်နေပါလားပေါ့နော်ရက်ဆွဲလေးနဲ့ဒီလိုတင်လိုက်တဲ့အချိန်မှာအဲ့လောက်ထိရှဲပြီးတော့အဲ့လောက်ဖြစ်သွားမယ်ဆိုတာအမီရည်ရွယ်ချက်နဲ့ရေးခဲ့တာမဟုတ်ဘူးဆိုတာကနေဦးပြောချင်တယ်ပေါ့နော်ဒါပေမဲ့ဒီငလျင်းနဲ့ပတ်သက်ပြီးတော့အမီက2024 6လပိုင်း14ရက်မှာတက်တော့မှအမီတင်ထားခဲ့တယ်ဆိုတော့အဲ့ဒါကြီးကငလျင်ဘေးလဲတတိုင်းပြည်လို့ရှောင်ရှားနိုင်ပါစီရှင်ဆိုပြီးတော့မှရေဘေးချိန်မှအင်းတင်ခဲ့တယ်ပေါ့နော်အဲ့ဒီဟာကြီးကအခုတကယ်ဖြစ်ခဲ့တယ်ဆိုတော့ ဘယ်လိုပြောမလဲအမီကတော့ဟိုဒီလောက်အမှန်တိုင်းပြောလို့ရှိရင်အမီရင်ထဲကစကားကိုပြောရမယ်ဆိုရင်အခုတင်တဲ့ချိန်မှာအမီကိုပေါ်ပင်လုတ်ပြီးတင်တယ်ဆိုပြီးတော့မြမိုင်တော့အားတွေလည်းအမီကိုဆက်လာတယ်ဒါပေမဲ့စိတ်ထဲကမှန်သောတစ္ဆာကိုဖျားမှဖြေနေတယ်အမီပေါ်ပင်လုတ်တာတစ်စက်မှမရှိဘူးအမီကိုနေ့တိုင်းဆဲတယ်ဆိုတယ်ပြောခံရတာရှိတယ်ဒါပေမဲ့အမီရဲ့ fan တွေကနေလွဲပြီးတော့ပေါ့နော်လူတိုင်းကိုသိချိုးပြီးဝလုံးရှင်နဲ့ပတ်ရမ်းတာလည်းမဟုတ်ဘူးဒါပေမဲ့တချို့ကအမီကြောင်းကိုမသိသေးတဲ့လူတွေကကြတော့ပြောတယ်ဒီဟာယူအမီနောက်တစ်ခုတက်သေးဖြစ်နေအမီ ထူဆန်းစွာနဲ့ကိုပြပြခဲ့တယ်ပေါ့နော်အီမီရဲ့အီမီဇန် official တက်တော်မှာကြည့်လို့ရပါတယ်2024 6လပိုင်း14ရက်နေ့ကလေးကအဲ့ဒီငလျင်ရှိတယ်ငလျင်ရောင်ရှားနိုင်ပါစေဆိုအီမီကိုတိုင်ကိုမှအာတင်ပေးခဲ့တယ်ပေါ့နော်အဲ့ဒါလေးတော့တက်သေးဖြစ်နေတော့ရှိခဲ့ပါသူပြောတဲ့ပုံစံမျိုးကလေဘလို့လဲဆိုရင်လေသူဟောကိမှန်လို့ဆိုပြီးတော့ပျော်နေတဲ့ပုံစံမျိုးဗျစကိုင်းတွေရောရှမ်းပြည်တွေရောမန်လေးတွေရောပေါ့နော်အကုန်လုံးရဲ့မိသားစု အထွေအတွက်အမိတကယ်လဲစိတ်မကောင်းဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒါတွေကဟိုလျက်တစ်ပြက်ဖြစ်သွားပြီးတော့မှအိမ်မမ်းမသိပြောက်မမ်းမသိဖြစ်သွားတဲ့အရာဆိုတော့တတိုင်းပြည်လို့ရင်ဆိုင်ရတဲ့ဟာပါ။ဟိုဒီကကြည့်တဲ့အမျိုးဆဲနေကြတဲ့မေတ္တာပို့ကြတဲ့ရောင်ချင်းစီတိုင်းမဟုတ်ပါဘူး။အမိတို့လည်းရင်ဆိုင်ရပါတယ်လို့ဆိုတော့အဲ့ဒီအချိန်မှာကိုယ်စိတ်ရည်ရွယ်ချက်ဒါလေးတင်လိုက်လို့ရှိရင်အဲ့ဒီတင်ကားမှာပေါ့နော်။သူတို့ကိုယ်ဝေါ်တဲ့ဝင်ပြီးတော့မှဆဲလိုက်တာသူတို့ရင်ထဲကပြည်သွားပါစေဆိုတဲ့စိတ်နဲ့အမိကအဲ့လိုမျိုးစိတ်နဲ့ဝင်ရေးလိုက်တာ။ ဒါပေမဲ့အမီဖြေထားခဲ့ရတင်ထားခဲ့တာကျွန်တော်နဲ့၁၄တဲ့ရဒါရှိတယ်ဒါလာမယ်ဆိုတော့အမီတင်ထားခဲ့တာဆိုတော့အဲ့ဒါကိုလည်းကွဲအောင်အမီရဲ့အင်တာဗျူးသေချာကြည့်ပြီးတော့မှတချို့ပိုင်းတွေမှာလည်းဟိုပြောတာဆိုတာကတော့ကောင်းတယ်လို့တော့အမီပြောချင်ပါတယ်ဒီစကားပြောလို့လည်းစက်တောင်းတာလည်းမဟုတ်ဘူးလို့အမီကိုယ်တိုင်လည်းတကယ်စိတ်မကောင်းဖြစ်ပါတယ်လူတိုင်းတတိုင်းပြီးတော့အောက်မှာလမ်းမှာဆိုလူတွေပဲအမီတို့တိုက်တရားထက်မြင့်တော့အမီကိုယ်တိုင်ခုနှစ်လောက်မှနေတာပါဆိုတော့အမီကိုယ်တိုင်လည်းရင်ဆိုင်ခဲ့ရတာဖြစ်တဲ့အတွက် တကယ်လည်းစိတ်မကောင်းဖြစ်တယ်။အခုလည်းဖျားရောက်နေရပေါ့နော်။အလူလုတ်ပြီးတော့မှအီမီမေတ္တာလေးတွေပို့ပေးမယ်လို့ပြောလို့ရှိရင်ဒီငယ်လေးကနောက်36နာရီအတွင်းမှာအီမီတို့လက်တွေ့ပါရောပေါ့။တတိထားပြီးတော့မှအီမီတို့စောက်ကြည့်ရမယ်ဟာလေးဖြစ်တဲ့အတွက်လူတိုင်းဟိုသွားတတိလာတတိစားတတိလေးနဲ့ပေါ့နော်။နေနိုင်ပါစေလို့လည်းအီမီပြောချင်ပါ။ငယ်လေးကိုအီမီတွေ့ခဲ့တယ်ရေဘေးကို အဲစိတ်ထဲမှာအဲ့လိုဖြစ်တဲ့ချိန်မှာအော်လို့ငါကတော့ဒွေကလူတွေနဲ့ပဲအတူတူဒွေမှာတချင်းဆုလိုက်ရတယ်ရန်ကုန်မှာတော့မှအာပရိသတ်ရှင်မထွက်ရဘူးပေါ့နော်ဒွေကပရိသတ်တင်နေပဲဒီတိုင်းပဲလူခံပေးခဲ့တယ်ဒါတော့အင်းလေးသွားလူကြတယ်ပေါ့နော်ဆိုတော့သိတဲ့လူလည်းသိတယ်မသိတဲ့လူလည်းမသိဘူးပေါ့နော်ဆိုတော့အဲ့ဒါကတပိုင်းမှာအမေနည်းနည်းအာယုခံလိုက်တဲ့ချိန်မှာငယ်လေးတခုရှိနေတယ်ရှိတော့ဟဲ့ဒါကြီးကမြမပြီဆိုတော့အဲရဲပါစီပဲပါစီပေါ့နော်အမေဒီတိုင်းလေးပဲလုတ်ပေးနိုင်တယ်ဘာလို့လဲဆိုတော့အမေလဲကတော့ပါရဲ့နှိုင်းတာလည်းမဟုတ်ဘူးခရရလည်းမဟုတ်ဘူးခရမတပါး ဘသူမှမသိနိုင်တဲ့အကြောင်းတရားတွေပေါ့နော်အဖြစ်မဲ့ဟာတွေကိုကချူချူသိနေတော့လေဘယ်နေဆရာမဟုတ်သလိုမဟုတ်သလိုပြင်နေရပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာသိတော့သိလိုက်တယ်ကိုလဲကိုဖတ်ဘာသာရေးလို့လို့အာပါရမီကျောင်းဆက်တွေရှိလို့ဒါလေးတွေရှိတယ်ဒါလေးတွေဖြစ်မယ်ဆိုတော့အမီတက်နိုင်တဲ့လောက်ဒီနိုင်ငံမှာရှိတဲ့လူတွေအမီပြောခဲ့ဒါပေမဲ့အမီကမုန်းတာလည်းရှိတယ်အပြစ်ပြောတာလည်းရှိတယ်ဒါပေမဲ့ဒီလူတွေပုံမှန်အမီမြတ်တာပြက်လာဆိုခုနှစ်ခေတ်လည်းမြတ်တာမပြက်ဘူးအဲ့စိတ်ကြီးကဟိုဝကျွေးလို့ခံစားရတယ်ခါလေကြားရတယ် ဘာမပြောလဲရတယ်လို့ဘာအတွက်ငါဒါကြီးကိုလိုက်ပြောမိပြီးတော့ဆင်ချင်အောင်ပြောမိနေလဲဆိုတော့စိတ်လည်းပေါ်တယ်။ဒီလိုပြောလို့စိတ်ကတင်ပြီးတော့မှမျက်ရည်ချူရယ်ဆိုလဲလာအောင်မယ်။အမီချူတိတယ်။ဒါတွေအကုန်လုံးတိတယ်။မင်းချူတိနေရယ်လို့ပြောမှာပဲ။ငါချူတိ။အမီရဲ့စိတ်စေတနာမှန်နဲ့အမီအဲ့တော့ရေးခဲတဲ့ဟာဖြစ်တဲ့အတွက်ဒါတစ္ဆာတရားဖြစ်ရှိနေမှာ။ဒီကိစ္စကို2024ကိုလပိုင်း14ရက်နေ့တည်းကတစ်တော့ရက်တသိဖြစ်နေတယ်။အမီနေနဲ့တန်းရှင်းရှာစရာကိုမလိုတာ။မလိုတာပေါ့နော်။ဒါမဲ့အเจ้าကဒီစကားလေးတစ်ခုနဲ့တစ်ခါပြန်ညှိတယ်။ ဆိုတော့ဒါတွေကအမီတို့မမြင်နိုင်တဲ့အရာတွေကအလုံးလုံးနေတယ်လို့ပဲအမီမြင်ပါတယ်။ဘာလို့လဲဆိုတော့အမီလုံနေတာကအမှုပညာအချင်းတွေဆိုရဲရွရှင်တွေရိုက်တယ်။ဒါပေမဲ့ဒီစကားတွေအမီပြောနေရတယ်။ဘာအတွက်လဲ။ခိုင်ကြရင်ငါဝကျွေးကြီးလာရီလား။ငါမပြောလဲရတယ်။ဘာအတွက်ပြောနေရလဲဆိုတော့ကိုယ့်ကိုပြစ်တင်တဲ့ခြေတွေလည်းအများကြီးရှိခဲ့ပါတယ်။ သူကအဲ့တော့ဝါဒင်း3လကအထောက်24ပေါ့ငကားနှစ်ရဲ့ဝါဒင်း3လလို့အမီဒိဋ္ဌံအောင်နဲ့သက်လော့လဲဝင်နေပေါ့နော်အဲတခြားဂုံတော်တွေလည်းဒိဋ္ဌံအောင်ခဲ့တယ်အဲ့မှာရေဘေးဖြစ်တယ်ဆိုရင်သူကလလယ်လောက်မှာဖြစ်တာ哦အဲ့ဒီချိန်မှာသူကရေဘေးမှာလိုက်ကက်ဆယ်ရေးတွေထွက်နေတဲ့ချိန်မှာအဲ့ဒီဟာကိုမြင်တာမြင်တဲ့ချိန်မှာဘယ်လိုလဲဆိုတော့အမီကြည့်ရတာဟိုမက်လင်းရဲ့ဘေးလေဒါဘေးလို့ခေါ်တယ်ဘေးမိုးလို့ဘာဖြစ်လို့လဲဆိုတိုက်ကြီးတွေပြိုကျအခုတော်တော်ဖြစ်တယ်ပေါ့နော်အင်မီတို့ရန်ကုန်မှာတိတ်မတိတာတွေနဲ့မန်းလေးတို့ရှမ်းပြည်တို့အခုကလာအိုလည်းဖြစ်တယ် ထိုင်းလည်းဖြစ်တယ်ဒါပေမဲ့အမီမြင်တာကအမီနိုင်ငံအတွက်ကိုအမီကပြောခဲ့တာငလျင်ဘေးလေးရှိသေးရဲ့ရှင်အကုန်လုံးလွတ်မြောက်ပါစေရှင်ဆိုပြီးတော့မေတ္တာစကားလေးဟိုဒီတက်တော့မှာဒီတိုင်းတင်လိုက်တာဆိုတော့အဲ့ဒီဟာပြန်ကြည့်ပြီးတော့မအော်တော်သေးတယ်ဒါလည်းငါအုံလေးမိမထားဘူးဒါကြီးရှိနေတယ်ရက်ဆွဲပါဆိုငါအတွက်တက်တိတ်တစ်ခုနေနေပေါ့နော်ဒါကြီးကရှိခဲ့တယ်ဆိုတာကိုအမိနေနေပို့ပို့ပြီးတော့လည်းကိုယ့်ကိုယ်စိတ်ဝင်စားလာတယ်ဒီအနုပညာပိုင်းမှာလည်းကိုယ့်ကိုယ်ပို့ပြီးစိတ်ဝင်စားလာတယ်လို့ဒီဘက်ကပိုင်းနေမှာလည်းကိုယ့်ကိုယ်စိတ်ဝင်စားလာတယ်အမိနေနေဒါကြီးကိုအမှန်တိုင်းပြောမပြောချင်တော့ဘူး အချိန်ကျလာရင်အင်းကြီးမှပြောနေရတယ်ဝကြွေးကြနေရပဲခါလေကြအဲ့တော့ပြောတယ်အဲ့နေနားမှာရှိရလူတွေနည်းနည်းထိမ့်ပေးပါဦးနည်းနည်းထိမ့်ပေးပါလားဒါကြီးတွေမသိအောင်မမြင်အောင်မပြောရအောင်ပေါ့နော်တခုခုနေရာမှာကိုယ်ထိမ့်ပေးပါလားဆိုတဲ့စကားတော့အင်းကြီးပြောခဲ့တာရှိပါတယ်အရန်ပင်မှန်တယ်သူဟောကိမှန်လို့ဆိုပြီးတော့ပြောနေတာကြီးကတော့တော်တော်ကိုဆိုးပါတယ်ဗျာ ဆိုတော့အမိနေရာမှာ ရောက်တဲ့ချိန်အမိလိုမျိုးဟိုဝိုင်းတစ်ခွက်စပိုင်တစ်ခွက်ခြေလေးချောင်းသားတွေမစားတဲ့ချိန်တကယ်ကိုဖျားနဲ့နီးပြီးတော့မှဘာသာရေးတွေလုံလာတဲ့ချိန်မှာဟိုကိုယ်လိုနီးဒီတူမဟုတ်ပေမဲ့လူတိုင်းနီးနီးကြုံရတဲ့ဟာလို့လည်းအမိသိတယ်ဆိုတော့ဒီလိုမျိုးလူချင်းချင်းပဲအမီတို့ကစကားပြောရမယ်စကားတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့အမီကဆိုရှယ်မီဒီယာနဲ့လှုပ်လှုပ်နေရတဲ့လူဖြစ်တဲ့တခုရတခု line ပေါ်တက်ရေးတာတို့ရေးကြည့်တဲ့ဟာလို့ဆိုပျော့ပျော့တက်တယ်ပေါ့နော်အဲ့လိုဟာကြတော့ဘလုံးမဟို နေရထိုင်ရတော့အရက်ခတ်တဲ့အချိန်တခုတော့ဖြစ်ခဲ့ပါတယ်။ဒီလိုမျိုးဒုက္ခရောက်နေချိန်မှာဗျပျော်နိုင်ကြသူတွေလိုင်းပေါ်မှာတွေ့ရတယ်ဗျ။ဂလင်လှုပ်တာကိုကိုကိုအပြုံးလောက်တောင်ရင်မခုန်ဘူးတို့ဥနှလုံးခါရမ်းသွားတာပဲတို့တွေ့ရတယ်ဗျ။အခုအေမီတန်ဆိုရင်လည်းသူဟော်ကိန်းမှန်လို့ဆိုပြီးတော့ပျော်နေတာဗျသူကပီတိတွေဖြစ်နေတာဗျ။ခမရတို့ကသူတို့နဲ့ထတ်တူမျှဝေခံထားခိုင်းတာမဟုတ်ပါဘူးခမရတို့ရဲ့အပျော်လေးတွေကိုနည်းနည်းလျှော့ကြပါဒီအချိန်မှာတော့တီးခံပေးကြပါကျွန်တော်တို့လူသားဆန်လိုက်ရအောင်ဗျာနော်